ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့တော့သူတို့ညီမငပြောကြီးကောက်ညင်ထုတ်လေးလှုပ်ရှားပြတာနဲ့လုံနီဗီဒီယိုလေးကိုလည်းလာပြီးတော့မျှဝေပြရပါသူတို့မင်မီကငငယ်လေးကလေးကကောက်ညင်ထုတ်ဆိုလို့ရှင်ခဏခဏလှုပ်ကြည့်တတ်ပြီးတော့သူတို့ကလည်းတအိမ်လုံးအရန်ကြိုက်ကြတယ်ပေါ့နော်ဒီနေ့လည်းသူ့အမေကငပြောကြီးကောက်ညင်ထုတ်လေးလှုပ်ကြည့်မယ်ဆိုပြီးတော့ငပြောကြီးတွေဝယ်လာတာနဲ့သူ့ဗီဒီယိုလေးရိုက်ပြထားပဲဖြစ်ပါတယ်ပါဝင်ပစ္စည်းလေးကလည်းနှမျိုးတည်းနဲ့အရန်လွယ်ကူတာမလို့ဆုနေတူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါအောင်နော် ဆူရို channel မှာတော့ငပြောပင်လေးတွေရှိရတယ်ဆူရိုငပြောရွက်လိုအပ်တာမလို့တော့ခူရပါတယ်ငပြောရွက်ကတော့ဆူရိုမိုးရွာတာဖြစ်တဲ့အတွက်ရေပြင်စီးစရာမလိုတော့ဘဲနဲ့သူ့မှာရှိတဲ့ပုံမုံလေးတွေကတန့်ရှင်းနေရပါတော့ဒါကြောင့်ဆူရိုငပြောရွက်လေးတွေကိုဖူးပြီးတော့မှဆူရိုထုတ်မဲ့အနေထားလေးတွေလှိဖြတ်ထားပြလိုက်ပါတယ်ပြီးရင်တော့ငပြောရွက်လေးတွေကကျွတ်နေရဖြစ်တဲ့အတွက်သူ့ကိုနည်းနည်းလေးဣသွားအောင်လို့မီးလေးနည်းနည်းกินထားပြလိုက်ပါမယ်အခုလိုမျိုးမီးအပူပေးတဲ့အခါမှာလည်းမီးအားနည်းနည်းလေးနဲ့ပဲမတူးတော့အောင်သတိထားပြရပါမယ်နော်ဆူရိုအရွက်လေးတွေနည်းနည်းလေးပြော့သွားရင် င်ရပါပြီ။အခုလိုမျိုးမီးပူပေးတာကအဆင်မပြေဘူးဆိုလို့ရှိရင်လည်းသူတို့ရင်သွေးပူပူလေးထဲမှာ10မိနစ်5မိနစ်လောက်အရွက်လေးတွေကိုစိမ်းထားပြင်ရပါတယ်။အဓိကကတော့သူတို့အရွက်လေးတွေပျော့သွားရင်ရပါတယ်နော်။အခုရက်ပိုင်းတော့မိုးကလည်းရွာလာတာဆိုတော့အရွက်လေးတွေကရေပြန်ဆေးစရာမလိုပဲနဲ့သူ့မိုးရင်နဲ့သူ့တန့်ရှင်းနေရပါတော့။ဒါပေမဲ့လည်းသူတို့ကအခုလိုမျိုးလေးမီးခင်ထားပြီးပြီဆိုလို့ရှိရင်တော့အရွက်လေးတွေနောက်ထပ်တန့်ရှင်းတော့အောင်လို့အဝတ်တန့်တန့်လေးနဲ့ထပ်ပြီးတော့နှစ်ဖက်စလုံးကိုတုတ်ထားပြီးလိုက်ပါမယ်။ ။သူတို့ကဒီအရွက်လေးတွေကိုအစားအသောက်တွေထဲမှာဖြစ်တဲ့အတွက်အရွက်လေးတွေကလည်းတည်တည်ရှိရှိလေးတန့်ရှင်းနေမှရပါမယ်နော်။ကဲဆူရိုရွက်လေးတွေအားလုံးကိုတန့်ရှင်းလို့ပြီးသွားပြီဆိုရင်တော့9နိုင်ကြောင်စိတ်နာတဲ့ကောင်းညင်ဆန်လေးတွေကိုတတိရှိရှာလေးပြောင်းစင်တော့အောင်ဆေးကြောပေးပါမယ်။ဆန်ချိန်ခွက်နဲ့ဆူကဒါကို၄ခွက်အသုံးပြုတာပါတယ်။နို့စီဘူးနဲ့ဆိုရင်တော့ကောင်းညင်ဆန်2ဘူးပါ အရင်ဆုံးပြောင်းစင်သွားအောင်စီကြောပြီးတော့မှပဲစိန်နှားပြင်းရည်ရပါတယ်။သူကတော့အရင်ဆုံးစိန်နှားပြီးတော့မှပဲအခုလိုမျိုးလေး2ချိန်3ချိန်လောက်ပြန်ပြီးတော့စီကြောထားပြလိုက်ပါတယ်။နောက်ဆုံးတရေစီးလို့ပြီးပြီဆိုရင်တော့ကောက်ညင်းစံတွေကိုဇကရဲမှာရေကုန်ဆင်သွားအောင်လို့စစ်ထားပြရပါမယ်။ဒါမှစုကောက်ညင်းထုတ်ထုတ်တဲ့အခါမှာရေတွေအများကြီးမပါနေမှာပေါ့နော်။ကဲစုနောက်ထပ်တစ်ခေါက်လေးရေတန်းတန်းလေးပြန်စီးပြီးပြီဆိုရင်တော့ဇကရဲမှာရေစစ်ထားခဲ့ပါမယ်။မပြောသေးဘူးတော့အရသာလေးလေးပြင်မယ်ရှိတယ်။ရခိုင်ငပြောသေးကိုပဲ၁၀လုံး၁၂လုံးလောက်အသုံးပြရပါတယ်။ ဆူရောငငယ်လေးကလေးကစုမေမေကကောင်းကျင်တော့ထုတ်ကြည့်ပြီဆိုလို့ရှိရင်အခုလိုမျိုးရခိုင်ငပြောတိကိုပဲအသုံးပြုပါရယ်ဒီငပြောတိကကြတော့ကောင်းကျင်ထုတ်နဲ့အရန်လိုက်ဖက်ပြီးတော့အနံ့လေးလည်းမှုပြီးတော့ရတာလည်းပုတ်ပြီးတော့လေးလေးနက်နက်လေးဖြစ်တယ်ပေါ့နော်ဆူရောငပြောတိလေးတွေကိုအားလုံးကြည်ညက်သွားအောင်လို့ခြေထားပြီးလိုက်ပါမယ်အခုလိုမျိုးငပြောတိကိုခြေပြီးတော့မှကောင်းကျင်နဲ့ရောပြီးတော့လုံးမယ်ဆိုလို့ရှိရင်ငပြောတိရတာလေးကကောင်းကျင်နဲ့မှနက်နက်ဆက်ဆက်လေးရောင်းနေပြီးတော့ပေါ့နော်အရန်စားကောင်းပါရယ် ရေးစစ်ထားတဲ့ကောက်ညင်းလေးကိုလည်းတစ်ခါရေးထည့်လိုက်ပါမယ်။အရသာလေးလေးပြင်ပြင်လေးဖြစ်နေအောင်စားလေးနဲ့ငယ်ထည့်ပြီးရင်တော့အားလုံးနှံ့သွားအောင် နေထားပြီးလိုက်ပါမယ်။ အချိုကြိုက်တဲ့သူဆိုလို့ရှိရင်တော့ဒီနေရာမှာတကြောက်ထထည့်ပြီးတော့နေပေးလို့ရပါတယ်သူတို့ကတော့ငပြောတိရတာလေးနဲ့ပဲထုံမှဖြစ်ပါတယ်အားလုံးလည်းနယ်လို့နှမ်းဆက်သွားပြီဆိုရင်တော့သူတို့စွမ်းနာကတုတ်ထားတဲ့ငပြောရွက်လေးတွေကိုအဲလို့တလို့ပေါ့နော်နှစ်ရက်သုံးရက်လောက်ပဲဖြစ်ဖြစ်တစ်ရက်ထဲနဲ့ရရဆိုရင်လည်းတစ်ရက်လောက်နဲ့ပဲဖြစ်ဖြစ်ထပ်ပြီးတော့မှငပြောသီးကောင်းရင်းလေးတွေကိုနည်းနည်းစီထည့်ပြီးတော့မှအခုလိုမျိုးလေးတွေထုတ်ထားပေးလိုက်ပါမယ်လုံအောင်ထုတ်ပေးရပါမယ်နော် ရွက်တဲ့ကိုကောက်ညင်းနေထဲတဲ့အခါမှာလည်းအများကြီးမဟုတ်ပဲနဲ့သူတို့နည်းနည်းလေးပဲထည့်ပါเนาะဒါမှခက်မြန်မြန်လေးကြက်မှာပါအရင်အထူကြီးလုံးမယ်ဆိုလို့ရှိရင်သူတို့အကြာကြီးတည်တာပါလိမ့်မယ်သူတို့ကတော့ဒဇွန်ကြော်ကြော်လေးထည့်ပြီးတော့မှလုံအောင်တေချာလေးထုတ်ထားပေးလိုက်ပါတယ်သူတို့မလုံဘူးဆိုလို့ရှိရင်အိုးရဲရောက်တဲ့အခါမှာကောက်ညင်းစံတွေကထွက်ကြတတ်ပါရဲ့เนาะကဲအခုလိုမျိုးလေးတွေမျက်နှာပြင်နှာခုကိုညင်ညင်ညာလေးသူတို့နှစ်ခုပူးထားပြီးဆိုရင်တော့အပေါ်ကနေသူတို့ကနှီးလေးနဲ့တေတေချာချာလေးတုတ်ပြီးတော့မှအခုလိုမျိုးလေးအဆလေးတတ်ထားပေးလိုက်ပါမယ် နင်းမရှိဘူးဆိုရင်လည်းသူတို့တည်ရီခွင်းတို့နောက်ထပ်ကြွကြွကြိုးတို့ကိုအစားထိုးပြီးတော့ခြီလို့ရရပေါ့နော်အဓိကကတော့ဒီကောက်ငင်းထုတ်ကြီးမပြည့်သွားဖို့ရတော့တတိရှာရှာလေးတင်းတင်းလေးခြီရပေးဖို့လိုပါတယ်ကဲဆူကိုအခုလိုမျိုးလေးအတိုင်းပဲပေါ့နော်ကောက်ငင်းထုတ်လေးတွေကိုတခုချင်းစီထည့်ပြီးတော့နှစ်ခုပိုးပြီးတော့မှ အပေါ်ကနေပြီးတော့ကျိုးလေးနဲ့စီးသားပေးလိုက်ပါမယ်။ကောက်ငင်းဆန်နှုတ်စီဘူးနှစ်ဘူးကိုအခုလိုမျိုးကောက်ငင်းထုံငါးထုပ်အကြီးကြီးတွေရပါရဲ့နော်။ဒါလေးကိုတော့စူအိုးတစ်လုံးနဲ့မှသွားပြီးတော့ပြက်ခွေးမှဖြစ်ပါတယ်။အနံ့လေးမွေးနေအောင်လို့အောက်ကနေပြီးတော့ငပြော့ရွက်လေးရင်ဆုံးခင်းထားပေးလိုက်ပါတယ်။ပြီးရင်တော့ကောက်ငင်းထုပ်လေးတွေကိုအထောင်လိုက်လေးတွေစီစီရေထည့်ထားပေးလိုက်ပါမယ်။ပြီးရင်တော့ကောက်ငင်းထုပ်တွေကိုရေမြုပ်သွားအောင်လို့ရေခက်များများလေးထည့်ပြီးတော့မှစူနှစ်နာရီသုံးနာရီလောက်ပြုတ်ထားပေးလိုက်ပါမယ်။ ပြုတ်တဲ့အခါမှာကောင်းငင်းဆန်တွေကထွက်ကြတတ်တာမလို့စူရူသေးရှာလေးလုံအောင်ထုတ်ထားပေးဖို့လိုပါရဲ့နော်။ကဲစူရူပြုတ်ထားလိုက်တာလည်း2နာရီ3နာရီလောက်ရှိပြီဆိုလို့ရှိရင်တော့စူရူအိုးလေးကိုတော့ကြည်ပါမယ်။ဖွင့်လိုက်တာနဲ့ငပြောရဲ့အနံ့လေးကမှွေးပြီးတော့မှပေါ့နော်တော်တော်လေးကိုစားကျင်စရာကောင်းနေပါပြီ။ကဲဆူရောကောင်းကျင်းဆက်လေးတွေလည်းကျက်နေပြီဆိုတော့ဒီကောင်းကျင်းထုပ်လေးတွေကိုစကားလေးထဲမှာရေစစ်ထားပြီးတော့မှအေးသွားအောင်လို့တနားရီလောက်ထားထားပေးလိုက်ပါမယ်။ ရေလုံးဝဆစ်သွားပြီးတော့မှအခုလိုမျိုးလေးလုံးဝချောက်သွားပြီဆိုလို့ရှိရင်တော့ကောင်းကျင်ထုတ်လေးကစားလို့ရပါပါပြီသူတို့အထက်ကနေထားလေးကိုတစ်ချက်လောက်ဖြီးပြီးတော့ကြည့်လိုက်ပါရမယ်ဒီလုံနီလေးကတော့သူတို့အရန်ကြိုက်ရပြီးတော့သူတို့မိမိကငငယ်လေးကလေးကခဏခဏလှုပ်ကြွေးနေတဲ့နီလန်းလေးပေါ့နော်အခုဆိုရင်တော့ဆူလဲလှုပ်တတ်သွားပါပြီကဲသူတို့အထက်ကိုကြီးလိုက်တဲ့အခါမှာတော့ငပြောသည့်အရာလေးကရဲနေပြီးတော့မှတော်တော်လေးကိုအနှံ့လေးမှုတ်ပြီးတော့စားတဲ့အခါမှာလည်းစားလို့တော်တော်လေးကောင်းနေပါပြီ ပြောဒီကိုသူတို့အချမ်းလိုက်ထဲတာထက်စာရင်အခုလိုမျိုးခြေပြီးတော့ထဲတာကအရသာနှစ်နှစ်ဆက်ဆက်လေးနဲ့ပေါ့နော်။ကောင်းညင်တို့တစ်ခုလုံးကိုချိုမြပြီးတော့စားလို့ကောင်းစေပါရဲ့။ ကဲပြီးနော်ဆိုအပေါ်ကနေပြီးတော့မပါမဖြစ်အုံတိပတ်လေးဖြူလိုက်ပါမယ်။အချိုကြိုက်တဲ့သူဆိုရင်ဒီနေရာမှာအပေါ်ကနေတကြားလေးထပ်ဖြူပြီးတော့စိုင်းရင်ရပါတယ်။ဒါဆိုလို့ရှိရင်နော်ဆူရဲ့ကောင်းချင်တော့ဗီဒီယိုလေးကတော့ပြီးသွားပါပြီ။ဒီနေ့တော့ဆူအမေရဲ့ကွန်ကြီးနဲ့ဒီဗီဒီယိုလေးတစ်ပုဒ်ရခဲ့ပေါ့နော်။နောက်ထပ်လည်းဟင်းချက်နီမလို့နီလေးတွေကိုစတိုက်တင်ပေးနေမှာဖြစ်လို့ဆူရဲ့ဆူကီချန်ချန်နယ်လေးကိုလည်း subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်ရှင်။ဗီဒီယိုလေးရဲ့အသစ်တင်တိုင်းသိရဖို့အတွက်လည်းဘေးနားကခေါင်းလောင်းလေးနဲ့ခဲ့ဖို့မိနေအောင်နော်။ကျေးဇူးပါ။